စိတ်ဖြစ်စမှုများလာတဲ့အခါဘယ်လိုလုပ်ရမလဲစိတ်ဖြစ်စမှုများလာတဲ့အခါဘယ်လိုလုပ်ရမလဲဆိုရင်တခြင်းနာထောင်ခြင်းကာခုံခြင်းအကျော်လျှော့ခြင်းရည်ကူးခြင်းလမ်းလျှောက်ခြင်းတရားထိုင်ခြင်းကိုယ်ကာယလိကျက်ခံတွေလုပ်ပေးခြင်းဇမ်းမာအောင်နေထိုင်စားတောက်ခြင်းအေးဝဝအိပ်ပြခြင်းတက်တောက်တတာနေထိုင်ခြင်းအသက်ရှူလိကျက်ခံလုပ်ပေးခြင်း စာရာတွေကစိတ်ဖြစ်မှုကိုတက်တာစေနိုင်ပါတယ်။နောက်ပြီးစိတ်ဖြစ်မှုကနေထိခိုက်မှုတွေဖြစ်မလာစေဖို့အတွက်မိမိအလုပ်ချိန်နားချိန်ကို ခွဲခြားထားပေးပါ။အလုပ်ကိုတေချာစီမံခွဲပေးပါ။နားချိန်မှာအတိအဝအနာယူပေးပါ။အာဟာရပြေဝအောင်စားပေးပါ။အချိုရည်အရက်ကဖင်းတက်ပါတဲ့အရည်တွေကို ရှော့တောက်ပေးပါ အစာကိုအချိန်မမှန်စားပေးပါအာဟာရပြည့်စုံစွာများကိုမိဝဲပေးပါ အချင်းရှင်းနိုင်ပြီးဝအောင်အိပ်ပေးပါရေပြင်းများတောက်ပေးပါနှက်ဆက်တဲ့အသီးနှံတွေကိုစားပေးပါဆလာတွေကိုပြုလုပ်ပေးခြင်းကအုံနောက်ကိုကျန်းမာစေပြီးစိတ်ခံစားမှုကိုကောင်းစေပါတယ်။ဒါကြောင့်စိတ်ဖြစ်မှုပမာဏနည်းနည်းပြင်းထန်လာရင်ဒီနည်းလမ်းလေးအတိုင်းလက်လုပ်ကြည့်ဖို့မားလိုက်ချင်ပါတယ်။